အားလုံးပဲမင်္ဂလာပါခုဗီဒီယိုက AFC Women Champion League မှာမြန်မာမျိုးသမီးကလပ် ISB Women FC အသင်းရှင်းပြန်ရမယ့်ဂျပန်ဘောလုံးပြည်မာတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဂျပန်နိုင်ငံဒိုချိုမျိုးအခြေစားဒိုချိုဗာဒီဗလီဇာမျိုးသမီးအသင်းကဂျပန်မျိုးသမီးလီမှာအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပြီးတော့ပြည်တွင်းအမှတ်ပေးဖလား၁၈ချိန်ပါဝင်ပြည်တွင်းပြည်ပါအဓိကဖလား52လုံးထိရယူထားနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်အသင်းရဲ့အမည်ပြောင်ကဗလီဇာဖြစ်ပြီးတော့ဖြူတီဆိုပြီးတော့အတိတ်ပဲရရှိပါတယ် အသင်းရဲ့အယောင်ကတော့အဆင့်ရောက်ဖြစ်ပါတယ်။အသင်းရဲ့အိမ်ကွင်းအမီကအာဂျီနိုမိုတိုဖီနီရှိကာအိုကာဖြစ်ပြီးတော့ပြိသက်တစ်တောင်းဝင်ဆက်ပါတယ်။ AFC Women Champion League 2025-26ပြိုင်ပွဲအုတ်စုစီရဲ့ဒုတိယမြောက်ပွဲစဉ်အဖြစ်နိုဝင်ဘာ12ရက်နေ့ညနေ3:00နာရီရန်ကုန်မြို့သွေးနာဘောလုံးကွယ်မှာမြန်မာမျိုးသမီးကလပ် ISP Women FC အသင်းနဲ့ကစားရမယ့်အသင်းဖြစ်ပါတယ်။တိုကျိုဗာဒီဗလီစာအသင်းကချန်ပီယံလိပြိုင်ပွဲကိုဂျပန်မျိုးသမီးလိချန်ပီယံအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပြီးတော့ လက်ရှိပြည်တွင်းအမတ်ဘေးပြိုင်ပွဲမှာလည်းအမတ်ဘေးစရာတတိယနေရာမှာရပ်တည်နေပါတယ်။အသင်းကိုတော့ဒီပြာကူဆိုနိုစီနာအိုဂီကာတာဝန်ယူကိုင်တွေလည်းရရှိပါတယ်။အသင်းမှာဂျပန်မျိုးသမီးလူရေးစင်အဖြစ်ပွဲပေါင်း122ပွဲကစားပြီးတော့17ဂိုးသွင်းယူနိုင်ခဲ့တဲ့ဝါယင်းနောက်ခံလူအာဇူဆာအီဝါရှီမီဆူပါဝင်ကစားနေပြီးတော့အီဝါရှီမီဆူက2017ကမ္ဘာဖလားယာဂျပန်မျိုးသမီးအသင်းမှာလည်းပါဝင်ခဲ့တဲ့ကဏ္ဍဝင်ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက်အရွယ်ရနေပြီဖြစ်ပေမဲ့အတွေ့အကြုံကောင်းတွေနဲ့ဥဆောင်နိုင်ဆိုင်ရှိနေသူဖြစ်ပါတယ်။အတင်းမှာတခြားတက်တန်းအလိုက်လူငယ်လေးစင်တွေနဲ့စီနီယာလေးစင်ဟောင်းတွေလက်ရှိလေးစင်တွေလည်းပါဝင်နေပါတယ်။ထင်ရှားတဲ့ကစားသမားတွေကတော့ရူမီဥဆူကီ၊ဟီကာရူနာအိုမိုတို၊ရီကာဒိုကိုဗရာရှိ၊အိုတိုကန်နိုစတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။ ဂျိုဂျိုဘာဒီဘလီဇာအသင်းကအာရှအမျိုးသမီးချန်ပီယံလီအဖွင့်ပွဲစဉ်အဖြစ်မြောက်ကိုရီးယားကလပ်နာဂိုယန်အသင်းနဲ့နိုဝင်ဘာ9ရက်နေ့မှာကစားခဲ့ပြီးရနောက်မှာနိုဝင်ဘာ12ရက်နေ့ညနေ3:00အချိန်မှာတော့ Ancient ISP 1 FC အသင်းနဲ့ရန်ကုန်မြို့သူဝနာဘောလုံးကွယ်မှာဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ထိုင်းဖိတ်ခေါ်လူငယ်ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲမှာမြန်မာလေဆင်ယူဆက်ခွန်အသင်း Falcon FC အသင်းကထိုင်းကလပ် BG ပတ်တန် United ကို2-0နဲ့အနိုင်ရရှိခဲ့ပြီးတော့ Semi-final အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာယူဆခွန်အသင်းအတွက်အနိုင်ကိုးတွေကိုစိုင်းမြက်မင်းနဲ့ညီညီတန်းတို့ကသွင်းယူပေးခဲ့ကြပါတယ်မြန်မာယူဆခွန်အသင်းကအုပ်စု၃ဘက်ကစားပြီးချိန်မှာ၂ဘွဲနိုင်၁ဘွဲရှုံးရလနဲ့ရမတ်၆မတ်ရရှိခဲ့ပြီးတော့ဆီမီဖိုင်နယ်ဆင်ကိုတက်ရောက်ခဲ့ပါတယ်ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်ပြိုင်ပွဲကိုမြန်မာယူဆခွန်အသင်းက Falcon FC အမည်နဲ့ဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ် ဘောလုံးအကစားတင်ဆက်မှုတွေကိုကြိုက်နေတဲ့ဆိုရင် subscribe လိုက်အောင် comment နေပြလို့တောင်းပေးခဲ့ကြပါအခုလိုနောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများ යි တင်ပါတယ်